တာလေးစားပါကျွန်တော်ရဲ့ APRRK မြန်မာ YouTube Channel လေးကနေ YouTube ဆော့ပြန်လေးကြိုဆိုလိုက်ပါတယ် The Global Arcan Networks မှာပေါ်ပြထားတဲ့ဥကြိုသားရဲ့ Recent UN Conference in Estimate Agenda or So-called Rohingya Groups ဆိုတဲ့စာတမ်းလေးကိုကိုကပြီးတော့စီလီယောင်ဘာသာပြန်တဲ့ဘာသာပြန်စာမလေးတစ်ပုဒ်တင်ဆက်ပေးသွားပါမယ်အဆုံးထိနောက်ဆက်ပေးကြပါဦးခင်ဗျာ ကုလသမဂ္ဂညီလာခံနဲ့အစ္စလာမ်ရဲ့အစွန်ရောက်ညာရဲ့အကြံစီဆိုတဲ့ဆောင်းပါးလေးဖြစ်ပါတယ်2019ခုနှစ်ကမြန်မာစစ်တပ်ရဲ့ရစ်စစာတပ်ဖြတ်ခြင်းလူရဲချင်းနဲ့မိချို့ဖြစ်စီခြင်းတွေကြောင့်တိမ့်နဲ့ရှိတဲ့မွတ်စလင်တွေခါရခိုင်ပြည်မြောက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်သောထွေပြည် ထွက်ပြေးခေကြရတာကိုကမ္ဘာကြီးကအဆောင်ချစ်နေခဲ့ကြပါတယ်မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုဟာနိုင်ငံတကာရဲ့ရှုံ့ရှားမှုကိုခံခဲ့ရပြီးမွတ်စလင်အချက်တွေကိုလည်းကမ္ဘာလုံးဆိုင်ရာလူအခွင့်အရေးဆွေးနွေးမှုတွေရဲ့အတိတ်ကကိစ္စရဲ့အဖြစ်နဲ့ထားခဲ့ကြပါတယ်စစ်စွန်းနဲ့တခုနီးပါးကြာလာတဲ့အထိဆိုပါပြဿနာကိုမဖြေရှင်းနိုင်သေးပဲနားလည်မှုတွင်မှနိုင်တဲ့ကိစ္စအဖြစ်ဆက်လက်အန်တီရှိနေတော့မှဖြစ်ပါတယ်အခုချိန်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာတောင်းတနေတဲ့မွတ်စလင်တတမတတန်နေပါရှိတယ်လို့ဆိုပါတယ် ဒါဟာတကအစိုးရဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေနဲ့လုံခြုံရေးကိစ္စတွေအန်ဒီတွေဂျာကာရုံးကန်နေရပြီးအစိုးရအချုပ်ထုတ်ကိုပခုံးပြောင်းတွေးဖို့အတွက်တွန်းအားပေးလျက်ရှိနေပါတယ်။ဒီချိန်လေးမှာအချမ်းဖက်စစ်ကောင်စီတပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာမြန်မာပြည်မှာနိုင်ငံရေးအခြေအနေတွေတိတိတတ်တာပြောင်းလဲလာခဲ့ပါတယ်။ဆရာနာသိန်း တူတွေဟာအရခဘီရဲ့နေရအများပြကိုမထိချုပ်နိုင်တော့ပင်နဲ့အရခတက်တိုအေအေကအာနာပိုင်အစိုးရအနေနဲ့နေမီအများပြကိုသိမ့်ပိတ်ထိချုပ်ထားတာဖြစ်ပြီးတော့မွတ်စလင်အကြက်အေးကိစ္စဟာလည်းအဓိကဖြည့်ရှင်ရမယ့်သူဟာအရခတက်တိုဖြစ်လာပါတယ်။2025ခုနှစ်အော်တိုဘာလ30ရက်နေ့မှာကုလသမဂ္ဂမှာကျင်းပတဲ့မွတ်စလင်အရေးအစစ်မြေညီလာခံမှာဘင်္ဂလားဒေ့ရှ် ကြံပေးအရာရှိချုပ်ဒေါက်တာမိုဟာမက်ယူနက်ကမြန်မာစစ်တပ်နဲ့အာခတက်တို့ကိုဖိအားပေးဖို့တည်တွန်းပြီးတော့လမ်းပြလေးပုံ9ရက်ကိုတင်ပြခဲ့ပါတယ်။အစုလိုက်ပြုံးတဲ့တပ်ဖြတ်မှုရစ်စစ်ကြံကြုံမှုတွေကိုမူလကပင်ကျွလွန်ခဲ့ကြတဲ့စစ်ကောင်စီတပ်ကိုဖိအားပေးဖို့တောင်းဆိုချက်ဟာတရားမျှတမှုရှိပါတယ်။ဒါပေမဲ့အစိုးရပြည်ထနာတွေကိုလက်တွေ့ကြုံတွေ့ကြည်ရှင်းနေရမယ့်အာရခတက်တို့အပေါ်မှာဖိအားပေးပြီးတော့တစ်ဖက်သက်ဆန်းဆန်းဖိအားပေးစူးစမ်းခြင်းဟာ က်တွေ့မကြတဲ့အပြင်ဆက်ကျင်ပေးပဲဖြစ်လို့နေပါလေနိုင်ငံတကာအသိဝင်အနေနဲ့အစိုးရပြဿနာရဲ့အဖြေကိုမှန်ကန်စွာဖြေရှားမည်ဆိုလို့ရှိရင်ရခိုင်လူမျိုးတွေရဲ့သဘောထားအမြင်အပါအဝင်ပြဿနာရဲ့ချွတ်ထွေးမှုတွေကိုအတိမတ်ပြုဖို့လိုအပ်ပါလေရခိုင်လူမျိုးတွေရဲ့အမြင်လူခွင့်ရေးတွေကိုဂျွလွန်ရဲ့ကြည့်တဲ့အခါနိုင်ငံတကာဟိုပြိုဆွေးနွေးမှုတွေမှာရိုဟင်ဂျာဆိုတဲ့နာမည်ကိုလူခွင့်ရေးခေါင်းစဉ်အောက်မှာထည့်သွင်းသတ်မှတ်ထားပါလေ ဒါပေမဲ့ရခိုင်လူမျိုးများအတွက်ဆိုတာကတော့အဆိုပါကိစ္စဟာအမျိုးသားလုံးချော်ရေးတမိန်အင်ဂျင်မှုတွေနဲ့တွန်းတင်နေပါတယ်။အာရခပြမှာရှိတဲ့ရခိုင်လူဦးရေ9တန်လောက်ဟာတစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့လူဦးရေတန်150လောက်ကိုရင်ဆိုင်နေရပါတယ်။စစ်စွန်းပြောင်းများစွာနေဆက်ခုဝင်ခြင်းအချင်းပြစ်ခြားစားခြင်းတွေနဲ့ကိုလိုနီခေတ်ရွှေ့ပြောင်းကျင်းတွေဟာအရိခပြည်တော်မွတ်စလင်ရွှေပြောင်းအခြေချနေတိုင်မှုဖိလုံကြီးတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလူရဲ့အချိုးစားမညီမျှမှုဟာကာလရှည်ကြာ စိုးရိမ်ပူပန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။လက်နက်ကိန်မွတ်စလင်အချမ်းဖက်အဖွဲ့အစည်းတွေကဒေသခံတွေကိုရေးရစစ်စစ်အချမ်းဖက်တိုက်ခိုက်တပ်ဖြတ်မှုတွေပြုလုပ်ခဲ့တဲ့1940ခုနှစ်အချမ်းဖက်မှုဖြစ်စဉ်ကြီးဟာအရကဒေသနေဒေသခံပြည်သူတွေရဲ့စိတ်ထင်မှာနည်းနည်းချင်းချင်းအမြင့်တွေနေပြီးတော့မျိုးဆက်ဆက်ဆက်လုံခြုံရေးဆိုင်ရာစိုးရိမ်ပုံပယ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အာဆာ RSO ARA စတဲ့ Islamic အစွန်ရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့များဟာအရခမြောင်ပိုင်း ဒေသတွေမှာမွတ်စလင်မဟုတ်တဲ့ဒေသခံမျိုးနွယ်စုတွေကိုအကြမ်းဖက်တိုက်ခိုက်တပ်ဖြတ်မှုတွေဆက်လက်လှုပ်ဆောင်နေတာကြောင့်ဒီနေ့အချိန်ထိပဲစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နာနေကြတာဖြစ်ပါတယ်။တမိန်ထားထားတွေရရိုဟင်ဂျာဆိုတဲ့နာမည်အသုံးနှုန်းဟာလေလုံးဝအဆန့်ကျင်ပဲဖြစ်ပါတယ်။ရခိုင်လူမျိုးတွေနဲ့ဗမာလူမျိုးအများစုကရိုဟင်ဂျာဆိုတဲ့အသုံးနှုန်းဟာနေမြင်နဲ့ရင်ကျင်းမှုဆိုင်ရာတောင်းဆိုချက်တွေကိုတရားဝင်ဖြစ်လာအောင်ရည်ရွယ်ပြီးတော့နိုင်ငံရေးအရပုံဖော်အမျက်ထုတ်မှုတစ်ခုဖြစ်ကြောင်းရှုမြင်ကြပါတယ်။ရိုဟင်ဂျာဆိုတဲ့တစ်ကြွအောက်ချသူများဟာ ရာစုနှစ်ပေါင်းများစွာကြာမြင့်တဲ့ရခိုင်တပိုင်းအမွေအနှစ်တွင်နဲ့အထောက်ထားတွေကိုဖြောက်ဖြစ်ပြဖို့ချင်းချနေပါလေသူတို့ကောသူတို့အာရခပြေကဌာနေတင်ရင်သားတို့တမိန်ကိုလိမ့်လေအသက်သွင်းဖို့ကြိုးပမ်းနေကြတာဖြစ်ပါလေရခိုင်လူမျိုးတွေအတွက်ဒီကိစ္စဟာအယူအဆရေးရာကိစ္စမဟုတ်ဘဲဘိုးဘွားဆင်ဆက်ထိမ့်သိမ့်လာခဲ့တဲ့အင်ဂျင်မှုမပြည့်သုံးရလေအောင်ကာကွယ်ဆောင်ရှောက်ရမယ့်အသက်တမျှအရေးကြီးလာတဲ့ဗဒနာကြတဲ့ကိစ္စရက်တစ်ခု ဖြစ်နေပါတယ်အပြည်ပြည်ဆိုင်ရာအသိဝင်အနေနဲ့ရိုဟင်ဂျာအမိခံမွတ်စလင်တွေကိုနှစ်နာသူအဖြစ်လောက်ချံပုံဖို့နေပြီးတော့ဒေသခံတွေရဲ့စိုးရိမ်ပုံမှန်မှုတွေကိုလုံးဝနှိမ့်လူရှုထားတဲ့အခါဒေသခံတွေရဲ့မကျေနပ်မှုတွေစိုးရိမ်မှုတွေပုံမတိုးပွားလာခဲ့ရပါတယ်ပြည်ပြန်ပကတိကြီးတရားတွေကတော့အာရကပြည်သူတော်နိုင်ရဲ့အစိုးရအရှုံးမှုအမှာမွတ်စလင်တွေဟာပြည်သူဝန်ထမ်းတွေအဖြစ်တာဝန်ထမ်းဆောင်လာနေကြပြီးလွတ်လပ်စွာတွာလာခဲ့လွတ်လပ်စွာအသင်ွေဝန်ကြောင်ပြုဖန်တဲ့အခြေခံဝန်ဆောင်မှုတို့အချက်တွေကိုအားလုံးတန်းတူ နေတူရရှိနေကြပါတယ်။အခုခက်တဲ့တို့စီစီချုပ်ပချုပ်ထွန်းမြန်နေကလေးမွတ်စလင်တွေအတွေ့နိုင်ငံသားအခွင့်အရေးတွေပြေဖို့လိုအပ်ကြောင်းဖွင့်ဟာပြုဆိုထားပြီးအဆိုပါအချက်တွေကိုတော့နိုင်ငံတကာကဆွေးနွေးမှုတွေအမြဲတမ်းမလုပ်ပဲမတိကျကြံပြုကာချန်လက်ထားခဲ့ကြပါတယ်။ Ranger နာမည်တောင်းဆိုမှုနောက်ွေကဖုံးကွေထားတဲ့အစီအစဉ်တွေကတော့ Ranger ဆိုတဲ့နာမည်အတိမတ်ပြုခံရခြင်းနဲ့ပတ်သက်ပြီးတော့နေရပြန်ရေးအတွက်တာမန်ရှာဖွေ နေကြတဲ့အယူဆတာမဟုတ်ပဲ၎င်းတို့ရဲ့နိုင်ငံရေးရေမှန်းချက်တွေကို ဖုံးကွယ်မှုရှိနေပါတယ်မွတ်စလင်တစ်ကြွလှုပ်ရှားသူတွေအနေနဲ့အစ္စလာမ်ရဲ့အစွမ်းရောက်စစ်သွေးကြအကျံပြလင်းတဲ့ဂိုင်အဖွဲ့တွေက၎င်းတို့ဟာအရက်ခပြည်ရဲ့မူလလူမျိုးဖြစ်ကြောင်းပုံဖော်နေကြပြီးတော့အာတုအာတုဘီကိုယူခြင်းကိုယ်ပင်အောက်ချုပ်ခွင့်စားတဲ့အယူအဆတွေကတာမန်လူအခွင့်အရေးတောင်းဆိုမှုတွေထဲကျုံလွန်ပြီးတော့၎င်းတို့ရဲ့ ဖုံးကွယ်ထားတဲ့ရေမှချက်တွေကိုဖော်ပြနေပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင်ပဲလည်းရေချက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီလမ်းကြောင်းတွေကိုဖန်တီးပေးလျက်ရှိနေပါတယ်။မစနေဒုက္ခသည်များစခန်းများအတွင်းမှာလည်းအကြံပေးမှုတွေလူသိစုဆောင်ဖို့စစ်တင်နှံပေးဖို့ရန်နဲ့ဂျမ်ဘုံငွေရှာဖွေဖို့အခွင့်ပြုထားပါတယ်။ဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ BGB ကစစ်သွေးကြောအဖွဲ့တွေကိုထောက်ပံ့မပေးကြောင်းညှိစို့ထားပေမဲ့ နေဆက်ဒေသမှာထပ်တလေလေဖြစ်ပေါ်နေတဲ့ဖြစ်စဉ်တွေအရာတော့စစ်သွေးကြတွေဟာ BGB ရဲ့အကူအညီတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းအခြေစိတ်နေရာယူတက်ဆွေးထားပြီးနေပြည်တော်ဘင်အရာအတိတ်တာတစ်ခုထိအထောက်ပံ့အရာနေကြောင်းသတင်းရင်းမြစ်အများပြားကဆိုပါတယ်ဘင်္ဂလားဒေ့ရှ်ရဲ့အဆိုပါလောက်ရက်တွေဟာအရခပြည်အချုပ်ချာအာဏာကိုတည်ရဲ့ချင်းချောင်းမှုတွေဖြစ်နေပါတယ်တချင်တွေမှာပဲရိုဟင်ဂျာလို့မိမိကိုကိုကိုဆိုစွန်းထနေကြတဲ့ တက်ကြွနှုတ်ချသူများဟာအရိခတက်တော်အားနိုင်ငံတကာအသိဝင်ရဲ့အမြင်မှာရာဇဝတ်မှုကျူးလွန်သူတွေအဖြစ်လှုပ်ကြံလိန်လေပုံဖော်ကသတင်းစစ်ပွဲကိုဆင်ရွေးနေကြပါတယ်သူတို့ရဲ့လှုပ်ကြံဇလန်းတွေကိုလက်တွေ့မြေပြင်နဲ့ဝေးကွာနေတဲ့နိုင်ငံရေးဆာမအထင်အမြင်လွှဲမပြီးတော့စာနာနားလည်မှုတချို့ရာကောင်ရနိုင်ပေမဲ့လက်တွေ့မြေပြင်မှာတော့၎င်းတို့အပေါ်မှာယုံကြည်မှုပြပြားစီပြီးတော့အထူးရှင်တွေနေထိုင်ရေးကိုပါထိခိုက် စေနိုင်ပါတယ်။ရင်းအပြင်ရခိုင်လူမျိုးတွေကိုအကြံဖက်သူကျူးလွန်သူတွေအဖြစ်ပုံဖော်နေခြင်းကလည်းအဖြစ်မှန်ကိုနားလည်မှုလွှဲမစေပြီးတော့လူအဖွဲ့အစည်းများကြားသဘောထားခွဲလွဲမှုကိုတိုးပွားစေပါတယ်။မော်စလင်အဖွဲ့အစည်းများနဲ့တက်ကြွလှုပ်ရှားသူတွေအမှန်ကန်ကြံစည်နေတာကအတူရှင်တွေနေထိုင်ရေးအတွက်လှုပ်ဆောင်နေခြင်းမဟုတ်ပဲအရခပြည်မြောက်ပိုင်းမှာကိုပင်အုပ်ချုပ်ခွင့်နဲ့တိတက်မွတ်စလင်စုံတစ်ခုအကောင့်တွေဖို့ဖို့ကြံစည်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ရင်းမှတ်တဲ့ဆင့်ဒေသအတွင်းပုံမှန်ကြေပြန့်တဲ့အစ္စလာမ်ဝါဒကိုရှစ်ထွင်လာဖို့ ဖြစ်ပါတယ်။အဆိုပါအကြောင်းအရာများဟာရခိုင်တို့ရဲ့ခုခံမှုကိုအင်အားတွန်းအားပေးနေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။အပြုသဘောဆောင်ပူပေါင်းဆောင်ရွက်လို့ရဆိုလို့ရှိရင်နိုင်ငံအသိဝင်အနေနဲ့မြေပြင်ရဲ့ဖို့ပြပါပရိချစ်တရားတွေကိုအတိမတ်ပြုရမှာဖြစ်ပါတယ်လူအခွင့်အရေးဟာလူတိုင်းနဲ့ထိတ်တန်ပါတယ်ဒါပေမဲ့လူအခွင့်အရေးကိုလက်နဲ့အဖြစ်အသုံးချပြီးတော့သမိုင်းရဲ့အမှန်တရားတွေကိုဖျောက်ဖြစ်ဖို့နေမြေလုံခြုံရေးနဲ့ဘာသာရေးပဋိပက္ခဖြစ်စီရန်နှုတ်ဆို ရတော့မရပါဘူးအမှန်ကန်ငင်းချမ်းကြီးကိုလိုလားတယ်ဆိုလို့ရှိရင်လောက်ကျန်ဇလန်ဆင်မှုတွေကိုစွန့်ပြေးချပါမယ်လက်တွေ့ကြတဲ့အဖြေကိုတွားမယ်ဆိုလို့ရှိရင်တော့လုံခြုံပြီးဂုံတိတ်ခါရှိစွာနေရပြန်ဖို့ရဟာမွတ်စလင်တွေအတွက်မရှိမဖြစ်ရင်မှန်းရှိဖြစ်ပါတယ်ဒါပေမဲ့နေ့စဉ်လေချောင်းတိုက်ခိုက်မှုတွေစစ်ရေးထိုးစစ်တွေနဲ့လူသားချင်းစာနာမှုအကူအညီများပိတ်ဆို့ခံထားရကြကြောင်းအရခပြပြင်းအခြေအနေဟာ ပြင်းထန်နေပြီးတော့ရခိုင်မွတ်စလင်နဲ့တခြားလူမျိုးစုများအပါဝင်အရက်သားပြည်သူအလုံးအပေါ်အကြက်တင်းများစွာကြာရောက်လို့နေပါတယ်ရှိရှိတည်တံ့ရေအတွက်အဖြစ်ကိုရှာဖွေမယ်ဆိုလို့ရှိရင်တော့ဒီအခြေအနေတွေကိုလျှို့လျူချလို့မရပါဘူး။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဦးဆောင်တဲ့အရခပြည်သူအစိုးရအားတရားဝင်အသိမှတ်ပြုဖို့ဖြစ်ပါတယ်။အရခပြည်ဒေသအများစုကိုတင့်ပိတ်ထားပြီးတော့လက်တွေ့အချုပ်ရေးနေလန့်တွေနဲ့အတူအရခတပ်တော်ဟာမွတ်စလင် ်မြန်နေရပြန်ရေးအပအဝင်ရေရှည်ခြေချနေထိုင်မှုကိစ္စရပ်တွေအားဥဆောင်ဥရပြုနေတာဖြစ်ပါတယ်။အရက်ခတက်တူကိုဖိအားပေးဖို့သို့မဟုတ်ဘေးဖိဖို့ကြိုးပမ်းခြင်းဟာလက်ရှိမြေပြင်မှာစီစဉ်ညီညွတ်ရေးကဲကွာတောင်းဆိုနိုင်မယ့်အန္တရာယ်ရှိပါတယ်။ထိတ်တဲ့ရင်ဆိုင်ခြင်းတဲ့အပြုသဘောဆောင်တဲ့ပြေဆောင်ဆက်ဆံမှုဟာပုံပုံလက်တွေ့ကြရင်လမ်းကြောင်းဖြစ်ပါတယ်။အလားတူအရေးကြီးတာကတော့အရက်ခပြေအတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီများဝင်ရောက်အရေးဖြစ်ပါတယ်အဆိုပါအကူအညီတွေဟာစစ်ပွဲရွှေ့ပြောင်းနေထိုင်ရေးနဲ့ပိတ်ဆို့မှုတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့အရေးပေါ်လိုအပ်ချက်တွေကိုဖြစ်ရှင်းနိုင်မှာဖြစ်တဲ့ပြန်ပြန်လေးထူထောင်ရေးလုပ်ငန်းတွေကိုပါအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်နိုင်ငံတကာအသိဝင်အနေနဲ့ဂျေတိုတက်တာချောင်းရှိရေးကိုကျုံလွန်ပြီးတော့ဒေသန္တရအုပ်ချုပ်ရေးအခြေခံအဆောက်အအုံဒေသခံတွေရဲ့ခံနေရတွေကို အကောင်စင်မဲ့ထပ်ပံ့ကူညီမှုတွေကိုရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့အရခပြည်သူတွေရဲ့စိုးရင်ပူပန်မှုတွေကိုဒေသရပါပဲ။ဒေသခံတွေရဲ့အတန်တွေစိုးရင်ပူပန်မှုတွေကိုဂရုမစိတ်ပဲပြပမှပြဖြန့်မှုမှန်သမျှဟာဒေသတွင်မယုံကြည်မှုကိုတာတိုးပွားစေမှာဖြစ်ပါတယ်။ဒေသခံတွေရဲ့ဘဝဖျက်ဆီးမှုကိုအတိမတ်ပြုနိုင်တဲ့ညှိနှိုင်းမှုတရားဟာယုံကြည်မှုကိုတည်ဆောက်ခြင်းနားလည်မှုတွေကိုဥပပေါင်း ကူညီပေးခြင်းနဲ့ဒေသတစ်ခုလုံးကိုစစ်မှန်သောငင်းချမ်းမှုရအောင်ဆောင်ရွက်ခြင်းဖြစ်ပါလေ။ဟုတ်ကဲ့ပါခင်ဗျာ။ Global African Network မှာဖော်ပြထားတဲ့ဆရာဦးကျော်သားရဲ့ Recent UN Conference and Estimate Agenda on Social Rohingya Groups sorry ဆောင်မလေးကိုဖတ်တာပြန်တင်ဆက်ထားခြင်းဖြစ်ပါလေ။အဆုံးတိကျေးဇူးနားဆင်ပေးခဲ့ကြတဲ့တော်လိုင်းမိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ အရခပြည်သူပြည်သားများနဲ့တော့မြန်မာပြည်သူပြည်သားများအားလုံးသိခင်ကြမှာကြပါစေခင်ဗျာ